မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါရစေဖေကုံမြို့နယ်ပြည်သူစေယုံကြီးနိုင်စုပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့တွင် စုပေါင်းတန်ရှင်ရေးပြုလုပ်ခြင်းကိုယနေ့နက်9နာရီခွဲအချိန်၌ဖေကုံမြို့ညောင်ကုန်းတရက်ွက်ရှိ ပြည်သူစေယုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရပါသည် အဆိုပါစုပေါင်းတန့်ရှင်ပြုလုပ်ဆောင်ရရတွင်ဖေကုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းရွှေမှဦးဆောင်ရင်တက်ရင်တက်ဖွဲ့မှတက်ဖွဲ့ဝင်များ မြို့နယ်ရဲတက်ဖွဲ့မှုနဲ့ရဲတက်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများဌာနဆိုင်ရာဝန်ထမ်းများစစ်မှုထမ်းဟောင်းများရက်ွက်နေပြည်သူများစုစုပေါင်းအင်အား153ဦးဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည် စုပေါင်းတန်ရှင်ဆောင်ရွက်ရသောအမတ်ခနဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှစစ်စင်ရေးကုတ်ကဲရေးမှုဘုံမူကြီးကျော်စောက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကျိုင်းတုံမြို့နိုင်မြို့တန်ရှင်တာယာလာပါရန်စုပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းချင်းတုံမြို့တန်ရှင်တရားလာပါရဲ့အတွက်စုပေါင်းတန်ရှင်ရေးကိုဇွန်လ28ရက်နေ့ကအမှန်ငါအခြေခံပညာအထက်တန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ပါတယ်။ ထို့သောဆောင်ရွက်ရာတွင်ပြည်내ခရိုင်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊နေမြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊မိသက်တပ်ဖွဲ့ဝင်များကကျိုင်းတုံမြို့အမှန်ငါအခြေခံပညာထက်တန်းကျောင်းဝင်းအတွင်ရှိပေါင်းမြန်များအမိုက်များရှင်လင်းခြင်းနှင့်ရေမြောင်းများဆေးယူရှင်လင်းခြင်းများစုပေါင်းဆောင်ရွက်နေမှုအားအမတ်ဆက်တက်မတော်တန်းမြင့်လေကျေးကြီးအောက်ကြီးဘုံမှုဆောင်မျိုးဆက်အောင် ပြည်နယ်ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ ရှမ်းရှိဥက္ကဋ္ဌဦးတင်လင်း KIC မှအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုးဝင်းနဲ့တာဝန်ရှိသူများကကြည့်ရှုအားပေးပြီးလိုအပ်သည်များပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်အလာတူစုပေါင်းတန်ရှင်ရေးဆောင်ရွက်ခြင်းကိုရှမ်းပြည်နယ်ရှိပိုင်းအတွင်ရှိမိုင်းဆက်မိုင်းခန့်မိုင်းအောင်တာလီမြို့များတွင်တန်ရှင်တာယာလာပါ၏စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါရဲ့ရှင်။